ဲအဲ့တော့ကျမတို့ယောက်ျားတွေကเนาะကျမတို့ဒီအိမ်တော်တဲ့မျိုးသမီးတွေကျမတို့ယောက်ျားတွေကကျမတို့ကိုเนาะအာလက်ထပ်ပြီးမှတရားဝင်လက်ထပ်ပြီးမှယူထားတယ်ဆိုတာကသူတို့ချစ်လို့ကျမတို့ကိုတစ်ဘဝလုံးစာအတွက်လက်တွဲသွားခြင်းလို့ဆိုရယ်စိတ်နဲ့သူတို့ယူထားတယ်ဆိုတာမမင်းနဲ့ဘယ်တော့မှအဲ့အတွက်ကြောင့်မို့ကျမတို့ကကျမတို့ကို ချစ်လို့ယူထားတဲ့ယောက်ျားတွေကျမတို့အပေါ်မှာ ချစ်တွေပို့သွားတဲ့အကြောင်းရင်းဒီကျမတို့ဘက်မှာအများအမားတွေအများကြီးရှိနေနိုင်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့ကျမတို့မိမတွေကများသောအပြင်အမြဲတမ်းကျမတို့မှန်နေနော်အမြဲတမ်းကျမတို့မှန်နေကျမတို့ဆုံးဖြတ်ချက်ကမှန်နေကျမတို့ပြောတာ ကမှန်နေနော်အာပြောရမယ်ဆိုအမြဲတမ်းကျမတို့ကကိုမှန်နေပေါ့နော်ငါမှန်နေကြည့်ပြအမြဲတမ်းဖြစ်တတ်တယ်ကျမတို့အမြဲတမ်းမှန်မနေနိုင်ဘူးသူ့ဘက်ကမှန်နေတာတွေရှိနိုင်တယ်ဒါတွေကိုကျမတို့မြင်အောင်ကြည့်ဖို့လိုတယ် ညတာတဲ့အတွေ့အကြုံတွေ့ဖို့လိုတယ်အဲကျမတို့ပွင့်လင်းမြင်သာစွာပြောဆိုဆက်ဆံဖို့လိုတယ်เนาะယောက်ျားရင်းနဲ့မိန်းမတွေကြားမှာ ဲ့ကျမတို့ကမိသားစုတစုစီကနေပေါက်ပွားလာတာဖြစ်တယ်เนาะအဲ့တော့ကျမတို့တွေရဲ့ကိုနဲ့ကိုယောက်ျားနဲ့ဒီဘလို့မှအဲကျမတို့ခံယူချက်တွေတမိုးထားမှုတွေအမြင်တွေเนาะမတူနိုင်ဘူးမတူနိုင်ဘူးမတူနိုင်နိုင်ကိုသွားပြီးတော့မှကိုတန်ဖိုးထားတဲ့အရာကို သူတန်ဖိုးမထားရကောင်းလားဆိုပြီးသူ့ကိုအပြစ်တင်လို့မရဘူးသူ့မှာလေသူ့ရဲ့အမြင်သူ့ခံယူချက်နဲ့ ူ့မှာသူ့အခွင့်အရေးဆိုတာကိုရှိတယ်အဲ့တော့ကျမတို့ကကိစ္စတစ်ခုကိုမြင်တဲ့အချိန်တိုင်းမှာ तू ကသူ့အမြင်နဲ့ရှိတယ်လို့ကျမတို့ကလည်းကိုယ့်အမြင်နဲ့ကိုယ်ရှိတယ်အဲ့တော့ဒီအမြင်နေဒီနှစ်ယောက်ကအတူတူထပ်တူကြနေစရာမလိုဘူး သူ့အမြင်ကိုကိုလေးစားပေးဖို့လိုတယ်လို့ကိုရဲ့ခံချက်တွေကိုလည်းသူက လေးစားပေးဖို့လိုတယ်။ယောက်ျားလေးတွေအနေနဲ့ကလည်းများသောအားဖြင့်တချို့ယောက်ျားတွေကယောက်ျားဝါဒီသမားတွေဖြစ်တဲ့အတွက်ကြောင့်မို့မိန်းမတွေရဲ့အခန်းကဏ္ဍကိုကြောင်ထိုးတတ်တဲ့မိန်းမတွေကိုတမိုးထားမှုအားနေတယ်မိန်းမတွေကိုလေးစားမှုအားနေတယ်နော်အကုန်လုံးငါတိငါတက် ောက်ျားကြီးအများကြီးလောကကြီးမှာရှိတယ်။ငါလောက်တာမှအမှန်၊ငါပြောတာမှအမှန်၊ငါပတ်စံချနေတဲ့သူမင်းရပေါင်းဝင်မှုလူရဝင်မှုမင်းပြောနေတဲ့အကြံနဲ့ဉာဏ်တွေကအသုံးဝင်မှုဆိုပြီးမှမိမကိုဥပိ္ပခာပြုထားတဲ့ယောက်ျားကြီးနော်မလေးစားတဲ့ယောက်ျားကြီးလောကကြီးမှာအများကြီးပဲ။ဒါပေမဲ့ကျမတို့ဒီတယောက်တည်းစဉ်းစားတဲ့စဉ်းစားတဲ့စဉ်းစားတာထက်နှစ်ယောက်ပေါင်းပြီးစဉ်းစားတာက ပိုပြီးတော့မှ အမှားနေနိုင်တယ်ဒါကြောင့်မို့ကျမတို့ကအချင်းချင်းကြားမှာအပြန်လဲလေးစားမှုရှိဖို့လိုတယ်အချင်းချင်းကြားမှာအပြန်လဲကျမတို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင်အာတယောက်ကိုတယောက် inbox ပေါ့နော်အထင်ကြီးဘူးလေးစားဘူးတယောက်ကိုတယောက်နားလေဘူးတယောက်ရဲ့အဲပေါ့ဟိုအဆိုပြုချက်တယောက်ရဲ့အကြံပေးချက်တွေကိုတံမိုးထားဖို့ ဒါမျိုးတွေလိုတယ်အဲ့ဒါမျိုးတွေကိုကျမတို့ကအဲနားလည်မှသာလေဒီလူနှစ်ယောက်ကရေရှည်တက်တလုံးစွာတက်တလုံးစွာလက်တွဲသွားဖို့ရတော့ကအဲကျမတို့ဟန်ချက်ညီတာဖြစ်တယ်ဒါလေးတွေကိုနည်းနည်းတစ်ချက်တတိထားဖို့လိုတယ်နော်